တော်ရရှင်များအလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမောင်သားချူရဲ့လူစိမ့်ဝင်လူစိမ့်အထွက်ဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်မိုးကလင်းအားကြီးတော့မှရွာချလိုက်သည်မိုးလေးမစွာမိုးကြီးတက်တက်ရွာချလိုက်ပုံက ရေတယောက်ကနေရေတွေတလဟောတုံချလိုက်သည်လားတဝောဝောအညာ၌ရွာသည့်မိုးပဲဖြစ်ပါသည်တို့ဖြစ်ရန်အညာမိုးပြီးပြီးရွာသွန်းငိန်ကမူပြောပါလောက်အောင်မတရှိလိုက်မနဲ့လင်းသည်နှင့်မိုးကသူမဟုတ်တော့သလိုမျိုးအညာဒေသမြို့ကလေးဝင်းကျင်မှာနေကလေးပင်ပွင့်၍နေပြီမိုးဖြစ်ဆွတ်ဆွတ်ဆူဆူစိမ့်စိမ့်လန်းလန်းရှိနေသောမြို့အထက်အညာမြင်ကွင်းကစပိမော်ကသူ့ကိုစီဂျုံမြဲစီဂျို၍နေပါသည် ဟိုခက်လန်းလန်းကတက်တန်းကြီးအေယာမရေကန်ကြီးစီတွင်မူရေတွေဖွေးလျံလမ်းမေးဝဲရာရှိထွန်စဲရက်စဲလေကွင်းရာခင်းများတဲ့တွင်မြေဆိုင်မြေခဲတွေအပိုင်းပိုင်းအတစ်တဲအစိတ်စိတ်အမွားမွားကွဲကြေလျံတိကျွတ်တိခက်ကလေးများပေါ်တွင် မိုးပေါက်ကလေးတွေတင်ကြန်နေသည့်ထနောင်းမင်းနှင့် တမပင်များကစိမ့်ညင်တိုင်းစိမ့်ကလန်းဆန်းလျံမိုးနှံသင်းသည့်လေကလေးကအေးမြလက်ဆက်စွာ သူ့ကိုတိုးဝေ၍လာပါသည်မြို့အထွက်ကတ္တရာလန်းကမဆိုးသလောက်ကလေးကျင်းက မဆိုးသလောက်လေးကျမ်းပါသည်မြို့ထွက်လျင်ထွက်ချင်းအနှိမ့်မြင့်အစင်းတက်ကလေးနည်းနည်းရှိခြင်းတော်လဲကျိုးစိုးပါဤနှင့်နှုတ်ခွန်းဆက်တာပါဤကိုကြောချင်းကတ်ထားသည့်စိုက်မုတ်ကလေးကိုလွန်မြောက်ခါမြို့ကလေးမှပို၍ဝေလာသည်နှင့်လမ်းငါပို၍ပြည့်ပြည့်သွားပါသည်သူစပိန်ကိုခက်မှန်မှန်ကလေးပဲနင်းငါ နေစဉ်လိုလိုသွားနေကြလမ်းတိုင်းမြို့ပြင်တို့ခီးနှင်လာခဲ့သည်ဆိုင်ကယ်တချို့ လူတချို့နှင့် မော်တော်ကားတချို့မှတပါခက်စောစောလမ်းသည်ရှင်းလင်းလျက်သုံးလေးမိုင်မရှိတရှိ သူ့ခီးလမ်းတောချောင်းဆရာကလေးတယောက်ဤလုပ်ငန်းခွင်တို့ဖြင့်တော်တော်ကလေးနင်းလာပြီးသည့်နောက်သူ့စာတင်เจ้าကလေးနှင့်နီယာတို့သူရောက်လာသည် သူတောင်မြောင်လေးပါးကိုတစ်ချက်အကဲခတ်ကြည်လိုက်ပြီးနောက်စပိန်ကိုလမ်းဘေးသို့နည်းနည်းကလေးခြာနှင်းငါ တဖြည်းဖြည်းအချိန်တက်လိုက်တော့လက်ပံပင်ကြီးအပားကိုရောက်သွားသည်လက်ပံပင်ကြီးကအေယာမလက်ပံပင်ကြီးကားလန်အဆက်တွင် မြည်သည့်အချိန်ကလေးကသူရက်နေခဲ့သည်မသိခြေကားရလက်ကားရနှင့်လက်ပံပင်ကြီးယောက်ျားသား၄၅ယောက်ဖက်ရလက်အောင်ကို ကြီးပါပြီ ပင်စီအရင်းကမြေပြင်တွင်တွန့်လင်းကောက်ကွေးလျံတောချောင်းဆရာက သူ့လက်ဆွဲတော်စပိန်အိုကလေးကိုလက်ပံပင်ကြီး၏ပင်စီမှာမှေး၍ထောင်းထားလိုက်သည် ထို့နောက်အပင်ကြီးဤမမြင်ကွယ်ရဘက်အချမ်းစီသို့လျှောက်သွားပါသည်ထို့နောက်ပခုံးတွင်ချိန်ထားသည်လွယ်အိတ်ကလေးကို ဖြုတ်ယူကာအတွင်းကပစိုးတထဲကိုဆွဲထုတ်လိုက်သည်ကျောင်းဆရာဝတ်စုံပစိုးအစိမ့်ကလေးသူကပစိုးအစိမ့်ကိုခေါင်းပေါ်မှစွတ်ချလိုက်ခါသူအိမ်ကအထွက်ဝက်လာသည့်ပစိုးအကွက်ကြီးနှင့်လဲဝက်လိုက်သည်ထို့နောက်ချွတ်လိုက်သည့်ပစိုးအကွက်ကိုတစ်ချက်နှစ်ချက်ခါလိုက်ပြီးလေထဲမှာပဲခက်သွက်သွက်ခောက်လိုက်ခါ လွယ်အိတ်ထဲသို့ထိုးထည့်လိုက်သည်ပစိုးစိမ့်နှင့်ကြောင်းစရာပုံပြန်ပေါက်သွားသည်သူ့ကိုယ်သူပြုံးညင်သလိုလိုဒါကိုသူနှင့်တကြောင်နှင့်လွတ်ဖို့ကင်ဘက်ဆီယာမကကြောင်းသွားရင်အဆအဆုံးမြင်သွားခဲ့ပုံရသည်ထို့ကြောင့်ဆိုင်ကယ်ကိုလက်ပံမင်းကြီးနှဘေးမှာပဲထောင်ထားခဲ့ကအရေကွန်လဲသူတောကြောင်းစရာရှိရာစီသို့ထိုးဆီယာမရောက်လာပါသည်ဆီယာဘာဖြစ်လို့လဲရုတ်တရက်သူ့မျက်နာတစ်ခုလုံးထူပိမ့်ပိမ့်ကြီးဖြစ်သွားသည် ဆီယာမအမေကိုဘာပြန်ဖြေရမှန်းမသိ။နောက်တော့တရင်တနီလှုပ်ဖော်ကိုင်းဘက်ဆီယာမပဲလီဟူသည့်အတိက သူ့ကိုတက်တောင့်တက်သားအနေထားသို့ချက်ချင်းပြန်၍ရောက်သွားစေသည်။သူဘွေးမွေးမဲပြောချပစ်လိုက်သည်။အိတ်ကိုလဲသွန်ဖါကိုလဲမှောင်။ပစိုးလဲတာဗျာပစိုးအစိမ့်ကိုလွယ်အိတ်ထဲမှာခေါက်ပြီးထည့်လာတာ။အရက်ထဲမှာမဝစ်ချင်လို့အဲ့ဒါအခုကြောင်းသားနီးလို့လာပြန်ဝစ်လဲတာ။ဒါပါပဲဗျာ။ ထိုစကားကိုပြောနေစဉ်သူ့အတန်းတို့ဘလောက်များတုံရင်ကကြေကွဲရိတ်တန်းနေခဲ့လိမ့်မလဲသူမသိဆရာမကတော့သတိထားမိပုံရသည်ပစိုးအစိမ်နေပါဦးဆရာကပစိုးအစိမ်နဲ့ဘာဖြစ်ခဲ့လို့တော့ပထမတော့စကလုံးတချို့သူ့လေချောင်းတစ်လျှောက်မှာတလိမ့်လိမ့်တက်လာခဲ့ပါသေးသည်နောက်တော့တနည်းအား၌တစ်ဆိုးသွားကဆရာမကိုသူတစ်ချက်ကြည့်မိသည်မျက်လုံးတွေကိုမကြိုက်လို့ ကဲပါပြီးတော့ပြောမယ်သွားစို့ကိုလုံးပြည့်ပြည့်ခက်ညိုညိုဆီယာမကစံကယ်ဘော်တို့ပထမရောက်သည်ပြီးမှသူကလက်ပံပင်မှာမှီထားသည့်စပိန်မော်တို့တက်သည်ကြောင်းတက်ခေါင်းလောင်းထိုးပြီးကြောင်းဆီယာတယောက်နေနှင့်ကြောင်းဝတ်စုံပစိုးအစိမ့်ကလေးကိုဝစ်ချင်းစိတ်ကုန်ခန်းသွားခဲ့ရသည်ထိုနေ့ကတောက်ကြာနေ့ဖြစ်သည်ထိုနေ့ကသူကြောင်းသူစောစောသွားเสียမလို့အချိန်တနာကြီးကြောကြောနှစ်နာရီလောက်သူ့မှာလွတ်လပ်ခွင့်ရှိနေခဲ့သည် ထို့ကြောင့်မြို့လေစီပင်သားယာဈေးကြီးရှိကလက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်မှာစိတ်ပြေလက်ပြဝင်ထိုင်မှုဆုံးဖြတ်ပါသည်ထိုဆိုင်က ကြီးပါသည်စပွဲကြီးပဲအလုံး90လောက်ရှိမည်ထင်သည်စပွဲတို့ကလေးတွေကအယောက်20နီးနီးစားတော့ဖွဲရမုတ်ပဲတရေစာတော်တော်ကိုစုံသည့်ဆိုင်မြို့ဤအထင်ကြီးရနှင့်အချက်ချအကြဆုံးဆိုင် ထိုဆိုင်တွင် ထိုနေ့က သူဝင်ထိုင်ပါသည် သူ့အိတ်ထဲမှာငွေစာကျေးစာကလေးကလည်းအထိုက်လျောက်ရှိနေခဲ့ပါသည်ထို့ကြောင့်ချင်းချင်းတက်ရာတွေကိုမြည်ဆမ်းမှုသူစိတ်ကူးရှိသည်ပေါက်စီချကွာနောက်ကော်ပြန်စိမ့်ချနောက်အသားပေါင်းနေုံပူတင်းအေးပူတင်းလဲချဟုတ်ပြီအပားရင်လာရက်သည်မဲမဲညံ့ညံ့ပင့်ကူလူသားစွတ်ကျဲနှင့်စပွဲတို့ကလေးကိုသူ့မှားပါသည်ထို့နောက်လာချသည်လက်ဖက်ရေခွက်ကိုတငုံကောက်ငုံကဂျာနယ်ဖက်ရင်စောင့်နေလိုက်သည်မှာ အချိန်အတန်လင့်သွားပါသည်။သားရီဟေ့ကလေးလာအောင်ကွ။သူပင့်ကူလူသားစွတ်ကျဲနှင့်ညုံညင့်ညင်စပွဲတို့ကလေးကိုနောက်တစ်ခါထပ်ပြေခေါ်ပါသည်။ပေါ့စီကွာ၊ကော်ပြန်စိမ့်ကွာ၊အသားပေါင်းကွာ၊ပူတင်းကွာ။သူ့နှုတ်ဖြားကပြန်၍ထွက်ကြလာသည်။စပွဲတို့ကလေးကဟုတ်ဟုပြီးစလွဲပြောပြီးထွက်သွားပြန်ပါသည်။သူစောင့်သည်ပြန်ရောက်မလာပြန်ငယ်။မထီမဲ့မြင်ဆန်လှပါလားဟုသူအတွေးရောက်ခါ ခက်လန်းလန်းတွင်လူလာခတ်နေသည်ထိုစပွဲတို့ကလေးကိုပဲလက်ခုပ်တန်းပေး၍လှမ်းခေါ်လိုက်ပါသည်။တားရီမုတ်တွေမှားထားတယ်ကွာချမဘော။ဒီတခါမှတော့စပွဲတို့ကလေးကစပွဲပေးမှရရင် သူ့ခါမှဝတ်ထားသည့်ပစိုးအစိမ့်ကိုပဲ မျက်မှောင်ကျုပ်လျက်အကြာကြီးကြည့်နေပါသည်။သူ့ဘာကိုမယုံသင်ကဖြစ်နေသလဲမသိ။သူကကြောင်းစရာဤမျက်နာကိုတစ်ချက်လှမ်းကြည့်ကပစိုးအစိမ့်ကို နောက်တစ်ခါထက်ကြည့်နေပြန်ပါသည်။ပြီးမှ ညစ်ထက်ထက်သပွဲတိုးကလေးကဥလေခမ ्या ကတကယ်စားမှလားတဲ့ဘာกว่าဟိတ်ကောင်ဘာกว่าထိုအတန်တွေကစိုင်းထဲမှာနည်းနည်းကလေးပြင်းထန်သွားသည်ကျောင်းဆရာကချက်ချင်းမင်းတုံ့ပြန်ထဲ့လိုက်ရာသပွဲဝိုင်းတချို့ကအကြည့်တို့သူတို့သပွဲရှိရာရောက်လာပါသည်ပစိုးစိန်ဝတ်ထားသူတွေဘဏ္ဍခါမြန်းမုံမချနဲ့လုတ်ခဲ့ကြလေတလဲမသိမုတ်တွေမှားပြီးမစားဘဲထထသွားခဲ့ကြလေတလဲသူမသိ မင်းကိုစားမလို့မှားတာပေါ့ကွာမစားပဲမှားပါမလားမင်းတို့ကကျောင်းဆရာကသူ့တော်သားကိုသူမထိန်နိုင်ငယ်ပဝင်းကျင်စပွဲဝိုင်းတဝိုင်းစာနှစ်ဝိုင်းစာကကျောင်းဆရာဤပစိုးစိမ့်စိမ့်ကိုအာတုံအာနာအကြည့်တွေရောက်လာသည်သူတောက်တစ်ချက်ပြင်းပြင်းခောက်မိသည်အညာရှိမြို့ပြင်တောမူလာတန်းကျောင်းကလေးထဲမှာသူ့အဖြစ်ကိုဆရာကပြောပြတော့သူ့လှုပ်ဖို့ကင်ဘက်ဆရာမနှစ်ဟောင်းတပြင်းကိုစီချပစ်သည် အထယ်ဆိုင်ကြီးဒီဇိုင်းတဲ့သူဝင်းစင်းကဆီယမနှစ်ယောက်အင်ဒိုနီးရှားပါတိတ်အစ်စ်ကလေးတချို့အစင်ကြိုက်သဖြင့်ဝေယံစိတ်ကူးပြီးပြပေးဖို့ပြောရာအယောင်စီမာလေးကဆီယမတို့ဤထမိန်အစိမ့်တွေကိုအတိတ်ပဲပါပါလှမ်းကြည့်ကအဲ့ဒါတွေကဈေးကြီးတယ်ဆီယမရဲ့ဟုပြောပြီးပြပေးဖို့ရာဝင်းလေးနေပုံကိုသူတို့ဖြတ်ခနဲသတိရသွားသည်เจ้าကလွှဲရင်ဘယ်နေရာကိုမှပစိုးအစိမ့်နဲ့မသွားဘူးလို့ဆုံးဖြတ်ထားတယ် ចောင်းសិនពីមុអតាញូញូមេយូកាកាណេចောင်းសៀកាទុលឿអេក្លីគូលាន់ស្វេឌីលឿអេថេម៉ាអយ៉ាវបសូអកွက်បាឌីញូទូပြန်មវិញមីយគុខាណេកាបសូអសេញេធូបសូគូទុលဲវិញមីអបော်កានេស៊ីមូកាងំជីទលុញូមេឡុងនីគូទុមចៃបេនីយ៉ាម៉ាទុបសូគូပြန်លဲវិញមកបាលេម្នាក់កាលက်បានមីនជីអណោមកបេឡាដាម៉ាមហោ ိုကိုတိုင်ကစပွဲထိုးကဘဝကိုရုန်းကန်နေသည့်လူငယ်ကလေးကပင်တကယ်စားမလားဟုထုတ်မေးကကြည်နေသည့်မျက်လုံးရွှေဆိုင်ထဲကမျက်လုံးအိမ်တော်ပြိဘောကဆိုင်ထဲကမျက်လုံးစတိုးဆိုင်ထဲကမျက်လုံးစားတော့ဆိုင်ကြီးတွေထဲကမျက်လုံးသူခံပြင်းသည်အော်မြို့ထဲသို့ပြန်အဝင်မှာပစိုးစိမ့်ကိုပြန်ချော့မြို့ထဲကပြန်ထွက်မှာပစိုးစိမ့်ကိုပြန်ဝစ်နေအရေးကွန်လဲသည့်အလုပ်ကိုတောကြောင်ဆရာတယောက် ဘယ်ကာလအထိမြန်းဆက်လုပ်နေမှာပါလဲခိယနံမဂ္ဂဇင်းဩဂုတ်လ2019ခုနှစ်ရရှိမြခင်ဗျာအခုဆက်လက်ပြီးတော့စာရေးဆရာမောင်သားချူရဲ့မှင်နီနဲ့တားခံထားရတဲ့လူဆိုတဲ့ဝတ္ထုတွေကိုဆက်လက်နားဆင်ရမှာဖြစ်ပါတယ် အယောင်တွေအစင်းတွေထဲမှာအနီယောင်ကလူတို့ဤစိတ်ကိုစိုးမိုလွှမ်းခြုံထားသောခွန်အားတစုံတရာများရှိနေလျော်သလားမပြောတတ်ပါချက်ချင်းဤအမှတ်တရစိတ်ထဲကအနီယောင်ကဖေးမှကူညီသူဤအနှက်ဒိတ်ပဲကိုကြီးညွှန်းပါသည် သူနာပြုတ်တက်ကတော်ဝင်ပရဝုန်ထဲကထွက်လာသော သူနာပြုတ်ဆီယာမလောင်းလျာတို့ဤတစ်လွင်သောအနီယောင်ကပြတ်သားသောမူနှင့်ရှင်သည်ဂိယုနာဤတင်ဂေတာပဲဖြစ်ပါသည်အမျိုးမျိုးအထွေထွေသော မော်တော်ယာဉ်တို့ဤအရှိန်တွေကို တုံကနေတိကနေရက်တန်သွားစေသည့်မိပွိုင်အနီယောင်ကစီကန်းဤပုံရိပ်ဖြစ်ခါမိ့ချီလင်းကြီးဖြစ်နေသောကားရှိမီနောက်မီတွေကတော့တတိတရားဤနမိတ်ပုံပဲဖြစ်ပါလိမ့်မည်ကျွန်တော်တို့ခက်ငယ်ငယ်လူမမဲចောင်းသားဘွားကမင်းဤထဲ့ထားသောဆရာဖောင်တိန်ကြီးကိုတကိုးရှင်တူဥပမာ အားကြတတ်မှတ်ခဲ့ဘူးဒီမှာလဲအမှန်မင်းဖြစ်ပါသည်ကျွန်တော်တို့ဤရမှန်များကျွန်တော်တို့ဤအအောင်အရှုံးကိစ္စများကို မင်းဤဖြစ်ရေးချစ်သက်မှတ်ပေးခြင်းဖြစ်ရာเจ้าเสียဘဝကိုတကယ်မသိခင်ကတည်းကမင်းဤတချောင်းဖြစ်လုတ်ပိုင်ငွေရထားသည့်ဟန်ပန်စတိုင်ကိုသဘောကျနေမိခဲ့ဘူးဒီမှာလဲအမှန်မင်းဖြစ်သည်နောက်တော့ကျွန်တော်တို့တွေဘဝမာရသွန်ပြိုင်ပွဲကြီးအတွင်းသို့ရောက်သွားကြသည်လှေကားအတက်ဆင်းတွေအခန်းအဝင်းအထွက်တွေဒီဘက်စပွဲမှာဟိုဘက်စပွဲသို့အကူအတန်းတွေကြားထဲမှာအသက်ရှင်အောင်ကူးခတ်ရပါတော့သည် ဒီမှာနောက်ထပ်မှင်ဒီတစ်ချောင်းကိုထက်တွေ့လိုက်ရခြင်းဖြစ်သည်ကျွန်တော်တို့အထက်ရရှိသူဦးဤမှင်ဒီကျွန်တော်တို့ဤဆရာလဲဖြစ်ခဲ့ဘူးသူ ထိုအထက်ရရှိက လုပ်ငန်းဝင်တဲ့သူရောက်တော့ခါကျွန်တော်တို့ဤအလုတ်အတက်စင်းလက်မှတ်ထိုးရသည့်စာရွက်ကိုကင်ပါသည်ဆရာကသဘောကောင်းမနှောကောင်းဆရာတဦးဖြစ်တော်လဲစီကံကိုတော့တန်မိုးထားပါသည်တို့ဖြစ်ရာဆရာကကျွန်တော်တို့အလုတ်သူနောက်ဆုံးရောက်ရမည့်အချိန်နှင့် အစောဆုံးပြန်ရမည့်အချိန်တို့ကိုသတ်မှတ်ပေးပြီးနောက်စီကံဖောက်ဖြတ်သောမင်းဒီတားမီဟု အစည်းအဝေးတစ်ခု၌အသိပေးလာပါသည်ထို့ဖြင့်ကျွန်ုပ်တို့လည်းအလုတ်တက်လိုက်ဆင်းလိုက်တခါတရံတွင်လည်းအကြောင်းမျိုးမျိုးဖြင့်နောက်ကြမီစောမီသောကြောင့်မင်းဒီအတားခံရလိုက်ဆရာကပြင်းထန်သည့်အေးအေးယူမှုများကိုကတခါမျှမလုပ်ခဲ့သူမင်းဒီတားထားပုံကဒီနေ့ရောက်တာနောက်ကြတယ်ဒီနေ့ပြန်လာစောတယ်ဟူသည်ကိုသတိပေးရုံတက်တက်မျှတာ မိနီတား၍ဖော်ပြနေခဲ့ခြင်းဖြစ်ပါသည်တနေ့အလွန်အံ့ဩစရာကောင်းသောထိုတနေ့ထိုနေ့ကဆရာတော်တော်နောက်ကြားမှာအလုတ်ကိုရောက်လာပုံရပါသည် ကျွန်တော်တို့အားလုံးလက်မှတ်ထိုးပြီးကြသည်ထိဆရာသူ့အခန်းထဲသို့မရောက်သေးပါသူ့အခန်းဘဝကစပွဲကလေးပေါ်တွင်ကလက်မှတ်ထိုးသည့်စာရွက်ကလေးကိုချထားပါသည် ထိတ်ဆုံးကဆရာအမိဘေးတွင်လက်မှတ်မရှိကွက်လန့် ညနေရုံးစင်းကြီးလက်မှတ်ထိုးရန်သွားတော့ဆရာရောက်နေပါပြီ။ထိတ်ဆုံးကဆရာနမေဘေးရှိလက်မှတ်ထိုးရန်အကွက်ထဲတွင်ကလက်မှတ်ထိုးမထားပဲမှင်နီကြီးတားထားပါသည်။ကျွန်တော်တို့ကဆရာကိုလှမ်းကြည့်လိုက်သည့်အတန်တိတ်အာမေဒိတ်ကိုဆရာစိတ်နှားဖြင့်ကြားမိလိုက်ပုံရသည်။ဘာလဲဗျမှင်နီတားထားလို့လား။မနက်ကနောက်ကျသွားတာနဲ့ကိုကိုကိုပြန်သတိပေးထားတာ။ဆရာပေါ်ပါသည့်အတန်နောက်ွယ်မှာကျွန်တော်တို့တွေပါသည်။ တကယ်တော့မင်းဤမတားထားလဲဘာမှမဖြစ်ပါတားလိုက်တော့လဲဘာပြစ်ဒဏ်ကြီးတွေမှ ကြီးကြီးမားမားကြလာစရာအကြောင်းမရှိပါမတိလိုက်မတိပါသာလက်မှတ်ထိုးသည့်စာရွက်ကိုဆရာပြန်သိမ်းတော့ရော မဖြစ်ဘူးလေလားသို့တော့ဆရာကတော့သူလက်မှတ်ထိုးရမည်အကွက်မှာသူ့ကိုယ်သူမင်းဤတားပြစ်ခဲ့ပါပြီရှင်မဟာတီလဝန်တ ayi အင်းဝခေဝိတ္ထုပါရယနာကိုဖတ်တော့ ဗုဒ္ဓခေယဟန်ကြီးတပါးဖြစ်သော ရှင်သာရိပုတ္တရာအကြောင်းကိုထိတွေ့တွင်ရပါသည်စီကံကြီးသောအဂတဝကလက်ရယံယဟန်ကြီးကတန်ဃာတော်တို့သင်္ကန်းကိုတက်တက်ရဲ့ရဲ့ဝိယုံတော်မူကြရန်စီကံတတ်မှတ်ထားလေတည်းတို့နှင့်တနေ့တော့ယဟန်ကြီးရှင်သာရိပုတ္တရာကိုယ်တိုင်သင်္ကန်းအစမကြီးဖြစ်ပါလေတည်းရင်းကိုသတိပေးထောက်ပြလာသူကခုနှစ်နှစ်သားရွယ်တာမဏိငယ်လေးဖြစ်သည်ပညာအရာဣတတက်ရသည် လက်ရရန်ရှင်သာရိပုတ္တရာအမျက်ထွက်မြည်ထင်ပါသလားတာမဏိငယ်ဤအစိုးမကိုခံယူလျက်သင်္ကန်းကိုကောင်းမွန်စွာ ပြန်လဲပြုပြင်ဝိယုံတော်မူသည်ဆိုတော့အံ့ဩစရာကောင်းမနေဘူးလားကိုစည်းကမ်းကိုကိုယိုသေးရဲသည်ကစိတ်ဤတက်တီတမျိုးပင်မဟုတ်ပါလားမင်းဤတားသည်ကမခက်ပါ အထူးသဖြင့်သူတပားကိုမင်းဤတားဒီကမခတ်ပါ ကိုကိုကိုမင်းဤပြန်တားဖို့ဆိုဒီကတော့ ော်တော်ကိုခတ်သောကိစ္စဖြစ်ပါလေသည်ရန်ကုန်တက္ကသိုလ်ကံငော်တော်မှဆရာတူဦးသူ70ဂျာနေတရက်လေးလာ2010ခုနှစ်